မင်္ဂလာပါရှင်ဒီနေ့တော့ပန်းတွေအများကြီးတဲကမှအားလုံးကချစ်ကြတဲ့အိမ်တော်မင်္ဂလာလို့လည်းခေါ်ပြီးအိမ်တွင်းမင်္ဂလာလို့လည်းခေါ်ကြတဲ့ဂမုံပန်းလေးတွေအကြောင်းကိုဝေမျှပေးချင်ပါတယ်ရှင်အိမ်တော်မင်္ဂလာပန်းပင်လေးတွေရဲ့အင်္ဂလိပ်အမည်လေးကတော့ ugly animal ဖြစ်ပြီး Chinese evergreen လို့လည်းခေါ်ကြပါသေးတယ်မြန်မာနိုင်ငံမှာတော့ဗရမားရောင်လေးလို့အရွက်အနီရဲရဲမျိုးလေးတွေအယမ်းရှားတဲ့အရွက်ဝိုင်းအရွက်ခွက်မျိုးလေးတွေ အရွက်အနီလေးတွေမှာအစိမ်းရောင်အနာကုတ်အမျိုးလေးတွေစိမ်းစုလှပနေတတ်တဲ့နီညိုဝါစိမ်းအယောင်မျိုးစုံပါတာလေးတွေပန်းရောင်ဖြော့ဖြော့လေးတွေရဲလို့မျိုးစုံတွေ့ရပါတယ်။အိန္ဒိယမင်္ဂလာကမုန်းပန်းမင်လေးတွေကတော့ဂယုတဆိုင်ပြုစုထိမ့်သိမ့်နိုင်ရင်အပင်ပွားစီလာမှာပါ။အပင်လေးတွေစီကားလာတာနဲ့အမျှလက်ရွှေငွေဝင် အလောက်ကိုင်းကြံစီတွေလည်းအဆင်ပြေလာကြတယ်လို့ခဏခဏကြားရပူပါတယ် ပရိသတ်များယုံကြည်မှုရှိစေဖို့အတွက် စာရေးသူဆရာကရေးသားတဲ့တကူကြီးတောကကမုံကျန်းစာအုပ်ထဲကဖြည့်ရမှန်မှုရင်းကို တင်ဆက်ပေးလိုက်ပါရရှင်။၁အိမ်တွင်းမင်္ဂလာအိမ်တွင်းမင်္ဂလာ ခေါ်သောကမုံပင်မှာ ရှမ်းပြည်စောပွားကြီးတဦးဤအိမ်ဘေးမှာစိုက်ပျိုးထားသည်ကိုဗမာရေးမင်းကြီးတဦးကတွေ့မြင်၍အနှင်းငယ်ပေးပါရန်တောင်းဆိုသောအခါစောပွားကြီးကကျွန်တော်ရဲ့မယားကိုလူချင်းတော့ယူသွားပါ။ ကမုံးပင်ကိုတော့မပေးနိုင်ပါဟုပြောကြောင်းသိရပါသည်တချို့က၎င်းကမုံးပင်ကိုဆော့ပွားဤဟော်နန်းတွင်မှစိုက်ပျိုးထားသောကမုံးဖြစ်၍ဟော်နန်းစီပွားတိုးဟုခေါ်ကြလျက်ရိုးရိုးစီပွားကမုံးမျိုးမှအရွက်ပြောက်ကြားကလေးပင်꿰ပြပါသည်ဗမာရဲမင်းကြီးကမလျှော့ပါမပေးချင်သောပစ္စည်းဝတ္ထုတို့ကိုပုံမူ၍လေးချွေမှုပြင်းထန်တဲ့သဘောတရားတိုင်းမရလျင်မနေနိုင်အောင်ဖြစ်၍နေပါသည် စောပွားကြီးဤအိမ်ဖန်ဆောင်ကိုခမုံးပင်တကိုင်းရလျင်ငွေတရာပေးမိပြော၍အခိုးခိုင်းရာစောပွားကြီးအလစ်တွင်အိမ်ဖန်ဆောင်ကခိုးပြီးလာရောက်ပေးသည်ဖြင့်ငွေတရာပေးလိုက်ရသည်ဟုဆိုပါသည် ထိုခေတ်ကငွေတရာမှာအလွန်တန်ဖိုးရှိခြင်းဖြစ်ပါသည်ရေမင်းကြီးပင်ဆင်ယူသောအခါ၎င်းအိမ်တွင်မင်္ဂလာခမုံးပင်ကိုရှမ်းစောပွားကြီးဤနီတူအိမ်တွင်အိယာပေးမှပင်တယူတတိစိုက်ပျိုးရထားသည်ဟုဆိုပါသည် မုံပင်ကိုပြည့်စုံရသဖြင့်ပွားများစီကား၍နေတော်လဲမိษွေများကတောင်းဆိုကြသောအခါစောဘွားကြီးနေတိုင်းမယားကိုလိုချင်လျင်ယူကြပါကမုံပင်ကိုတော့မပေးနိုင်ဟု ပြောနေကြပါသည်လူများပင် လွယ်လွယ်ကူကူနဲ့ရရှိသောပစ္စည်းတို့ကိုဂယုမဆိုင်နှမျောတကြတော်လဲခဲခဲရင်းရင်းနဲ့မရလျင်ရအောင်ဇွဲကောင်းကောင်းဖြင့်ကြံစီယူထားရသောပစ္စည်းဝတ္ထုတို့ကို လွယ်လွယ်ကူကူမပေးလို့တွန့်တူတမြဲပင်ဖြစ်ပါသည် ကမုံဝါသနာရှိသူစေးစရာပေးတဲ့ဆရာတယောက်ဒီ၎င်းရဲမင်းကြီးနဲ့မိတ်ဆွေဖြစ်အောင်ရင်းနှီးအောင်အယောဝင်အောင် ပေါင်းသင်းပြီးပေးရင်ဟောပေးခြင်းကလေးတွေကိုစိတ်ကုပေးခြင်းဖြင့်၎င်းအိမ်တွင်းမင်္ဂလာကမုံကိုရဲမင်းကြီးထံမှရအောင်အတင်းတောင်းလာပါသည်၎င်းဆရာကြီးထံမှတောင်းရည်တော်၎င်းဝယ်ရည်တော်၎င်းစိုက်ပျိုးကြရာကျွန်တော်တို့ရက်ွက်ရှိကမုံမိတ်ဆွေများအိမ်တို့တွင်ပွားများစီကားလျက်ရှိနေပါသည် ၎င်းကမုံးပင်စိုက်ပျိုးသူကမုံးမိတ်ဆွေများဤပြောကြချက်အရ၎င်းအိမ်တွင်းမင်္ဂလာကမုံးပင်မှာအလွန်စီကားခဲ့ကြောင်း၎င်းကမုံးပင်မစီကားမပွားများသေးလျင်အလောက်ကန်ကြံစီများထင်သလောက်ဟန်မကြတဲ့ကြောင်း၎င်းအိမ်တွင်းမင်္ဂလာအနေငယ်စီကားလာလျင်အနေငယ်ဟန်ကြတဲ့၍များစွာစီကားလာချိန်တွင်များစွာဟန်ကြတဲ့ကြောင်းပြောကြပါသည် ကျွန်တော်ဤအိမ်မှာလွန်ခဲ့သော၃နှစ်လောက်ကစ၍စိုက်ပျိုးခဲ့လျက်ယခုတိုင်သေလဲမသေပွားလဲမပွားမှန်တမ်းပင်ရှိနေ၍အကျိုးပေးမှန်တမ်းပင်ဖြစ်နေပုံပေါ်ပါသည်အံ့ဩဖွယ်တော့ကောင်းပါသည်ကျွန်တော်တေချာစွာ ပြုစုလျက်မပွားများကျွန်တော်လောက်မပြုစုသူမှာပွားများပြီး၎င်းလူမှာအတော်ကြီးပွားနေပြီပင်ဖြစ်ပါသည်အပင်ချစ်သူလေးများ အားလုံးကိုလည်းအိမ်တော်မင်္ဂလာခမုံးပင်လေးတွေကိုစိုက်ဖြစ်အောင်စိုက်ကြပါလို့အကြံပြုရင်းစက်တီမင်္ဂလာနေ့ပြည့်စုံပြီးစီးပွားလတ်လာပါများလည်းတိုးတက်ကြပါစေလို့ဆုတောင်းမေတ္တာမင်္ဂလာပို့လိုက်ရပါတယ်ရှင်။မိတ်ဆွေတို့နေနဲ့ဘီဗင်ရတရားလောကီပညာဗဟုသုတတွေကိုကြိုက်နှစ်တက်တယ်ဆိုရင်တော့ကျမတို့ channel လေးကို like and subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုချင်ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးရတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။